ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ညတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာနောင်ယိုးစစ်တဲ့ဧတာချတဲ့ဒုတ်ပီတာပီငထွားပါဝင်တဲ့လူသားစာဥဆန်ရဇာတ်လမ်းပိုင်းသုံးလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကိုမစခင် channel လေးကို subscribe နေပြီးကြပါအောင်ရှင်။ subscribe နေပြီးသားပြီးဆိုရင်ဇာတ်လမ်းလေးကိုစလိုက်ပါတော့မယ်ရှင်။ဟုတ်တယ်။ငါတို့ကြောင့်တခြားသူတွေလှောက်ဖို့ကုန်နေမယ်။သွားကြတာပေါ့။ ဒီစကားကငနက်စီယာထွက်လာတဲ့စကားတစ်ချိန်လုံးရှိတာခို့ဖို့ညဉ့်ညူဖို့တာတွတ်တွတ်ပြောနေတတ်တဲ့ငနက်စီကဒီလိုစကားထွက်လာတော့ဘာရင်မဟုတ်အကုန်လုံးပြုံးမိကြရပါတယ်ဒီနောက်တော့လေးယောက်သားလောက်ွက်တီစီကိုပြန်ဝင်မှုခြေလန်းကုစီအတူတကွလှန်ရင်ထွက်ခဲ့ကြရတာပေါ့ထောင်မူလောက်ကိုပြန်သွားခဲ့ပြီးတပတ်အကြာမှာတော့ထောင်မူတဲ့ဦးကျော်ဆန်းဆိုတဲ့သူရောက်လာခဲ့တယ်အသက်ကတော့90ဝန်းကျင်ရှိပြီကွင်းချောင်းရဲဘက်စကန်ဟာအုတ်ချုပ်သူဖွဲ့စည်းပုံရ အစကထောင်မူကြီးအစ်စ်နဲ့ချမှတ်ထားပေမဲ့ပထမကာလတုန်းကနေမြကျန်းလုံးလို့ထောင်မူကြီးတယောက်ရောက်မလာဘဲထွက်ပြေးဖူးတာကြောင့်စီညာထောင်မူအုပ်ချုပ်မှုနဲ့သာလက်ရှိတွားနေဖြစ်တယ်။ထောင်မူဦးကျော်စံကရခိုင်သားတယောက်ဖြစ်ပြီးတော့စစ်တွေဘက်ကနေအပြောင်းရွှေ့ရောက်လာလို့သိရတယ်။ရခိုင်သားစစ်စစ်ဆိုတော့ဗမာစကားပြောဆိုအားမှာအတော့ကိုမပြီးကလာဖြစ်နေ။ဦးကျော်စံကရဲရောက်ချင်းမှာပဲငနက်နဲ့ပြည်တနာတက်တော်တယ်။ဖြစ်ပေါ်ကဒီလို့ မနေ့ဆယ်နိုင်ကျော်လောက်ထာမူဦးကျော်စံကအရွက်ဝွတ်ဝွတ်ပြီးလိုက်ပို့တဲ့ကားနဲ့ခွေးချောင်းစီကိုရောက်ရှိနေခဲ့ပြီးဦးကျော်စံကိုစကန်ထိတ်စီပို့ပြီးအနောက်ပိုင်းမှာအရေးကြီးကိစ္စအတွက်ကားခေါ်ရှိထားတာမို့ချက်ချင်းပဲပြန်ထွက်သွားခဲ့တယ်။ဦးကျော်စံကစကန်ကိုကြိုတင်အကြောင်းစားထားမှုလည်းမရှိထားတော့ကြိုသူလည်းတောက်တလီအောင်မရှိဘူး။ထာမူရောက်လာမယ်မသိတော့အဝင်ဂိတ်ကလည်းပေါ့ပေါ့ရွရွပဲဂိတ်ကိုထားပြီးအနောက်လက်တော်ထဲမှာအခင်းဝင်သွားနေတယ်။ ဦးကျော်စားခမအထုပ်ပိုးတွေဆွဲပြီးဆက်ဝင်လာတော့လေတယောက်စားနှစ်ယောက်စားမြင်သူတို့ကတစ်ထုပ်လုံရေးကလူထင်ပြီးအမင်းမြန်းလည်းမလုပ်သလိုရှောင်ဖယ်ပြီးတော့သွားကြသည်ထောက်မူးလာဦးအတိုင်ခံရပြီးပြန်ခွက်သွားတဲ့ကိစ္စအတွက်တစ်ထုပ်လုံရေးပိုင်းကိုဘသူကမှမချိနဲ့ကြဘူးလीအခုထောက်မူးဦးကျော်စားအရွယ်ဝွက်ဝွက်လာတော့အားလုံးကသူ့ကိုတစ်ထုပ်လုံရေးကုမ္ပဏီဘက်ကလိုပဲထိထိကျထင်ကုန်ကြတယ်ထမူးလာကိစ္စအတွက်ကိုတော့ရဲဘက်တော်တော်များများကတွတ်ထုတ်လို့ရေးဘက်ကိုမကြင်မနဲ့ဖြစ်နေကြတာ တွေးမိတိုင်းတောက်တခတ်ခတ်ဒီထဲမှာငနက်ကထိတ်ဆုံးကပါနေတဲ့သူရဲ့ဦးကျော်ဆန်တယောက်ယောင်ချာချာနဲ့အထုပ်ပိုးတွေဆွဲပြီးစခန်းတွင်းကိုဝင်လာခဲ့တယ်။ချစ်စင်တော့ငနက်တယောက်ကလည်းလူခွက်တွေထဲကနေတန်းညစီပြန်ပြီးပစိမ့်တွေပြန်ယူရတယ်။ပုံမှန်ပိတ်ရများတဲ့ကငနက်ကမနက်တိုင်းဒီတောင်ဝင်ယူထားတာအခုမနက်မှသစ်ပိုင်းမှုပဲရှိရဆိုပြီးကြားမိအောင်မယူမိလိုက်ဘူး။ပစိမ့်လိုလို့မေတော့ကြံ့ရည်ကြောင်းပြောတယ်။လူခွက်ကောင်းစားငနက်ကိုဆဲဆိုစုပူတယ်။ ကိုပြင်းနဲ့ကိုမို့ငနဲ့ဘာမှမပြောတော့ဘူးပြန်ယူဆိုတော့တစ်ခေါက်ပြန်ရတယ်အသွားလာဂုံးတက်ဂုံးဆက်နဲ့မလွယ်ကူတန်လျာစီကိုပြန်အောင်တော့ငနဲ့တယောက်အတော်မုန်းနေခဲ့ပြီပစိန်ယူပြီးပြန်ထွက်လာတော့ငနဲ့မမြင်မှုတဲ့လူတယောက်အထုပ်ပိုးတွေနဲ့ငနဲ့နာအောင်ရှောက်လာတယ်ဟေ့ကောင်းလီငါအထုပ်တွေကိုတဲပြီးအောင်ရခိုင်သားစစ်စစ်မို့ဗမာစကားကိုမပြေကလာပြောလာတယ်ပထမတခွန်ကငနဲ့နားမလည်လိုက်ဘူးဒါကြောင့်ကြောင်အမ်းမီကြည့်နေမိလိုက်တယ်ဟေ့ညီသေး အခုချီအထုပ်တွေကိုတဲကူပေးလို့ဟမ်ဒီတခါတော့ငနဲ့နားလေလိုက်ပြီးတစ်ဖက်ကသူ့ကိုပိုင်ဆိုးပိုင်နေတဲ့သူ့ထုပ်တွေကိုတဲခိုင်းနေရငနဲ့မောနေရဲ့အရှိန်ရောတစ်ထုပ်လုံးကြီးကလူလို့ထင်မြင်မိတာကြောင့်ဒေါသထောင်းကနေပဲညီကြီးမတဲပေးနိုင်ဘူးကွာဟင်းငနဲ့တယောက်ဂျိုကြီးကြည့်ရင်ဘူတော့တော့လိုက်တယ်တစ်ဖက်ကလူကရုတ်တရက်ဆိုတော့ဟင်းကနေကြောင်သွားရပြီးဘာဆက်ပြောမှမမသိဘူးဖြစ်သွားတယ်အခုချီကမပြောနဲ့ကြုတ်တည် ခမရတစ်ထွက်လို့ရမဟုတ်လားအခုကျုပ်ကိုခမရတို့အစာဘယ်နားမှလဲလို့မေးမယ်မဟုတ်လားဒီမှာမောနေရင်ခမရစကားလည်းမပြူဒီတော့ကြောင်းအန်းလာလို့မနေနဲ့ခမရထုတ်လဲကျုပ်မတည့်ပြီးနိုင်တနာလို့အဆောင်ကိုတော့လမ်းညွန်ပေးလိုက်ပြီဟောဟိုးဘက်ကတန်းလျာခမရတို့တန်းလျာပဲကိုထုတ်ကိုတဲ့သွားတော့ငနတယောက်ပြောပြီးနေရာကနေခြေလမ်းထွက်လိုက်တယ်ဦးစော့စာလှမ်းကြလိုက်တယ်ဟေးညီချေညီချေ ငနဲ့တယောက်လှမ်းလှမ်းစာခြေလန်းတွေကတန့်ကနေဦးကျော်ဆန်ကိုလည်းဒေါသမြုံဝင်နေနဲ့လှည့်ကြည့်လိုက်တယ်။ဟေ့လူခမရကောင်းကောင်းမွန်ပြောနေနော်။သူကမောနေတူဒေါသမရွက်ချင်ဘူး။တူဒေါသထွက်လာရင်ဟောရီမှာပစိန်တွေ့လား။တစ်မခုတ်ပဲလူခုံးမိသွားလိမ့်မယ်။ငနဲ့ကပစိန်ကိုမိုင်းပြောလိုက်တော့ဦးကျော်ဆန်ဝှက်သွားရပြီ။ထောင်မှုတယောက်ဆိုပေမဲ့အခုလိုနှောက်တဲ့ရှိနေချင်းဩစာပြဖို့ကမဖြစ်နိုင်ဘူး။တစ်ဖက်ကရဲဘက်ဆိုတာလေရဲစဲရဲလူတွေကအများသားမဟုတ်လား။အေးအေး ဟုတ်ပါပြီညီကြီးอ่ะအခုချေးကိုဒီထုတ်လေးသာပြင်မေးပါလားမပြင်မေးဘူးဗျာဒီဒီချိန်တော့ငနတ်တယောက်တကယ်ကိုပြက်ပြက်သားသားပြောပြီးထွက်သွားခဲ့ပါတော့တယ်ဒီအကြောင်းကနေ့လယ်ပိုင်းထမင်းစားချိန်မှာတော့ပြဿနာစတင်နေပြီပထမဆုံးထောင်မှုတွေရောက်ရှိတာကြောင့်ထောင်မှုငယ်တွေဝန်ထမ်းတွေရဲဘက်တွေကိုလောက်ကတွေအားလုံးရနာပြီးတော့တွေးဆမှုရှိရလို့ပြောလာတယ်နေ့လယ်ပိုင်းအလုံနာရမှာဆိုတော့အားလုံးပြောနေကြပြီလေ ငနက်ဆိုတာကလည်းအပျော်ဆုံးပေါ့ထမင်းစားတောက်ပြီးတော့တန်လျာများစီမှာပဲနားနေကြတယ်တွေးဆောင်ရမယ့်အချိန်ကိုရောက်တော့အားလုံးတန်ရအထွက်ပြီးကွင်းစီမှာစူဝေးကြတယ်စူဝေးချိန်ရဲဘတ်တို့စီကစကားတန်တွေကချွတ်ချွတ်ညံစီလိုပဲနေ့လယ်ပိုင်းအလုံနာမှုပျော်နေတဲ့ငနက်ကလည်းရေဘတ်မှွေအောင်စကားတွေဆိုနေရင်ထမိုးတိတ်ရောက်လာတော့မယ်အားလုံးတိတ်ကြတော့ထမိုးအေးကိုကပြောလိုက်တယ်စူညံနေတဲ့အတန်တွေအကုန်လုံးကိုမိကိုရေနဲ့နှိမ့်လိုက်တယ်လို့တိတ်ကုန်ပါတယ် ထောင်မူဦးစောဆန်ကအားလုံးအရှိစီရာဆင်မြင့်ပေါ်ကိုတော့ထောင်မူဝှဆောင်ပြေးနဲ့တက်လာတယ်။ဟာဒီဒီလူကငနဲ့ရဲ့ရေရွတ်တန်းမနဲ့တုံးကမှဒီလူကြီးကိုငနဲ့ဟဲရောက်ပြောဆိုခဲ့ရလေပစိန်နဲ့တောင်ကျင်းဝမိခဲ့သေးရပါကိုယ့်ကိုမိဆက်ပါမယ်ငါကတော့ထောင်မူလာကိုကိုစားရောက်ရှိလာတဲ့ထောင်မူကျော်ဆန်ဖြစ်ပါတယ်အကုန်လုံးထောင်မှုဥကျော်ဆန်းရဲ့မိဆက်စကားမပီကလာစကားကိုအာယုံဆိုင်နားထောင်ကြပါမယ် တချို့ကနားမလည်ဘူးဖြစ်သွားတယ်။အနီးနောက်အောင်မေးမြန်းတော့ဆူမြန်တန်တွေညံစီရော့ပေါ့။အားလုံးပဲတိတ်ကြပါအောင်။ဦးကျော်စံအတောင်းဆိုတယ်။စကားကပုံမပြီးပဲရခိုင်တန်ပိုဖြစ်သွားတယ်။တာဆိုးရော့ပေါ့။ထောင်မူအေးကိုတို့ထလာကြတယ်။ဟေးအကုန်လုံးတိတ်ကြစမ်း။ထောင်မူကရခိုင်သားမို့လို့ဗမာတန်မပြီးဘူးဖြစ်နေရ။တောင်းမင်းတို့ကဘာဖြစ်နေကြလဲ။ထောင်မူအေးကိုငငန်တော်မှာအကုန်လုံးပြန်တိတ်ကုန်ကြတယ်။ဒီချိန်မှာငနက်ကတော့ ခုနရေကသူ့ပြစ်နဲ့သူမို့ငိန်ကုတ်ရင်စောကျွေးပြန်လို့ရေထောင်မူကျော်ဆန်းကထောင်မူအေးကိုကိုလှမ်းခေါ်လိုက်တယ်ထောင်မူနင်ငါစကားကိုလာပြန်ပြီဟုတ်ကဲ့ထောင်မူထောင်မူအေးကိုအပေါ်ကိုလှမ်းတက်သွားတယ်အနားရောက်တော့မှထောင်မူဦးကျော်ဆန်းကစကားဆက်ပြောတယ်အရှိရထောင်မူလောက်ကတော့မင်းတို့ဘလို့ထိန်းခဲ့တယ်မသိဘူးငါတို့ရောက်ချင်းမှာပဲရဲဘက်တယောက်နဲ့စုံပြီးပစိန်စာမိခံရခေါင်းပြက်ရတော့မလို့ပဲ ထာမူအေးကိုကထာမူအကျော်ဆန်စကားကိုထပ်ဆင့်ပြန်ပြောပေးလိုက်တယ်။ဟာကျမ်းလာကြည်လားဘသူပါလိ။ရေဘတ်တို့စီကအမျိုးမျိုးသောရေဦးတန်တွေထွက်ပေါ်လာတယ်။ထာမူအကျော်ဆန်ကထပ်ပြောပါတယ်။အေးရေဘတ်ကတိတ်ကိုရိုင်းဆိုင်နေ။သူ့ကိုနမူနာအနေနဲ့အပြစ်ပေးဆုံးမမယ်လို့လည်းဆုံးဖြတ်ထားတယ်။ထောင်ဆိုတာကလူဆိုးသွန်းတွေကိုအပြစ်ပေးပြီးလူကောင်းဖျောင်းလုပ်ပေးရတဲ့နေရာ။အခုကပိုဆိုးတာဆို ဖြစ်စီတော့မယ်။ဦးကျော်ဆန်လက်ထက်မှာတော့ဒါမျိုးအဖြစ်မခံဘူး။ စစ်တွေမှာတော့ဦးကျော်စာဘာလဲဆိုတော့ကောင်းကောင်းလုပ်ပြခဲ့အခုလည်းရဲအောင်ချင်းစောင့်နေထွင်ရပြီထောင်မှုကျော်စာကလက်သီးလက်မောင်းတန်းကိုကျွေးကြော်တယ်ထောင်မှုအေးကကစကားထက်ဆင့်ပြန်မိတယ်ရဲဘက်တို့လှလှရှရှဖြစ်ကုန်ပါပြီငနက်ကတော့သူ့အဖြစ်ကိုဘယ်သူမှလည်းမပြောရသလိုနေစရာလည်းမရှိတော့ဘူးအပြစ်ပေးမယ်ဆိုလို့ဆွဲချူပြန်ဝင်တယ်မကဒူးတွေပါတုံ့ပြန်နေပြီထောင်မှုအေးကိုအေးဒီရဲဘက်ကိုရှာပေးပါသူ့ပုံစံကိုပြပြပါထောင်မှုအသားမင်းတယ် မျက်နှာပုံစံတမျိုးပဲကရုံးစံတောင်းနဲ့ဘိုင်းနဲ့နဲ့ပူပူလေးဖြစ်နေထောင်မှုဥကြောစံပြောပြအောင်တင်ထောင်မှုအေကိုကတေခါငနက်ဆိုတာကိုတမ်းမီသိနေခဲ့ပြီဒါပေမဲ့ထပ်ပြီးတေးကြလို့တာကြောင့်သူ့အတန်ရောတတိညညနဲ့ပီကလေးလိုအတန်လိုပဲစူးတယ်မနက်ကပစိန်ကိုင်းတာငနက်တယောက်တင်အဲ့ဒီတော့ငနက်ဖြစ်မယ်ထင်တယ်ဟုတ်တယ်ငနက်မနက်တုန်းကပစိန်ပြန်ယူသေးရဲ့ရဲဘတ်တို့စီကအတန်တွေထွက်လာကုန်ကြပြီ ငနက်တရားတုံရင်တက်တုံရင်လာခဲ့ပြီငနက်ဘမလည်းထောင်မူရေးကိုကခေါ်တန်ကိုဖြူရင်ငနက်ကိုရှာဖွေးလိုက်ပါတယ်ကျုပ်ကျုပ်ဒီမှာပါငနက်တရားရေဘက်တွေကြားထဲကလက်ကိုထောင်ပြီးအတန်တုံတုံနဲ့တုတ်ပြန်လာတယ်အရှိထွက်ခဲ့ဟုတ်ငနက်တုတ်ပြန်တမ်းပြုတ်လိုက်ပါတယ်အရှိစီကိုလှမ်းထွက်လိုက်တယ်လူကတော့အတိအတောင်တုံရင်နေရင်ငနက်ကိုကြည့်ပြီးအကောင်လုံးကထောင်မှုဥစ္စာဆန်ပြောတဲ့သူကငနက်ပဲဆိုတော့အဖြစ်မလို့ပဲတီးကုန်ကြပြီ ငနအားလုံးရဲ့အရှိစိုးရောက်လာတယ်။ဟုတ်တယ်ဟုတ်တယ်သူပဲ။ထောင်မူကျော်ဆန်းကငနကိုလက်ညှိုးထိုးပြီးပြောလာတယ်။ဒီကထောင်မူအေးကိုကငနဘလို့ဖြစ်တာလဲ။ထောင်မူပြောတာဟုတ်လား။ဟုတ်ဟုတ်ပါတယ်။ကျုပ်ထောင်မူကမသိလို့ပါ။တထွက်လို့ရေးဘက်ကလူထင်မိလို့ငနကတော့ဖြစ်ရမယ်ကွာ။ထောင်မူအေးကိုတပ်ပြင်းကိုချကရေးဟုတ်လိုက်ပါတယ်။ပြီးတော့ထောင်မူဦးကျော်ဆန်းဘက်ကိုလှည့်ကထောင်ကျုပ်ကြီးဟာရဲဘက်ငနပါ။ ။ "तू ဟာထောင်မှုတင်မှန်မသိလို့လုံမိကြောင်ဝန်ခံပါတဲ့ထောင်မှု။အဲ့ဒီအတွက်အပြစ်ပေးမယ်ဆိုတက်ညာပြီးပြေးဖို့ကိုလည်းတောင်းဆိုပါတယ်။ဘာ။ तू ဟာငါ့ကိုပစိမ့်နဲ့ခုတ်မယ်အောင်လုပ်ခဲ့တာ။တကယ်လို့ तू ခုတ်လို့ငါသေသွားမယ်ဆိုရင်။ထောင်မှုဦးကျော်ဆန်းကဒေါသတကြီးဟော်လိုက်တယ်။ထောင်မှုအေးကိုဘာမှထပ်မပြောရတော့ပါဘူး။ဒါကြောင့်ခေါင်းကိုသာနှိမ့်လိုက်ရင်ဟုတ်ဟုတ်ကဲ့ထောင်မှု။သူ့ကိုမိလာချင်းတုံချင်းတူးခလိုက်ပါဒါမှကျန်တဲ့သူတွေလည်းစီကံမဖောက်ရဲမှာသူလည်းနောက်တစ်ချိန်မလုပ်ရဲမှာ ဟုတ်ကဲ့ထောင်မှုငနဲ့တော့တုံးလို့သွားရတယ်။မိလာချင်းသုံးချင်းဆိုတဲ့ပမာဏကနည်းတာမဟုတ်ဘူး။တချင်းကိုအကျဲက၆ဝေပတ်လဲ။အနက်က၆ပြီအနက်။တချင်းတော့တယောက်တည်းတို့ကတကယ်ကိုမလွယ်ဘူး။အခုကသုံးချင်းဆိုတော့ငနဲ့ခမညာမျက်နှာငယ်လေးနဲ့အဖြစ်ကိုခံယူဖို့အသိပြင်တာ။နေရပြန်။သွားတော့ထမွေးကိုကငနဲ့ကိုအတမန်လွှတ်လိုက်တယ်။ငနဲ့ရဲဘက်တွေအကြအစီကိုပြောင်းဝင်လာခဲ့တယ်။ခေါင်းကတော့လုံးဝငိုက်စိတ်ကြလို့ပေါ့ မနက်ပိုင်းဂိတ်ဝင်မှာတာဝန်ကြရတဲ့အောင်ထမူးချော်စံထပ်ပြောလိုက်ပါတယ်ဘသူတာဝန်ကြရလဲထက်သားလာတီအဲ့ဆရာကိုခေါ်ကြည့်မနက်ပိုင်းတာဝန်ကြသူဝန်ထမ်းလာကြီးရောက်ရှိလာတယ်ထမူးချော်စံကမနက်ငါဝင်လာတော့မင်းပြဲသွားနေလေကျုပ်ရှိပါတယ်ထမူးမရှိဘူးဘသူမှဒါဖြင့်ကျုပ်အခင်းကြီးသွားနေလို့ဖြစ်မင်းအခင်းကြီးဆိုတာကိုထမူးချော်စံနားမလဲဒါကြောင့်အခင်းကြီးဆိုတာပါလေဤတော့ပါတာကိုပြောတာပါထမူး ကေးကိုဒီဟိုင်းထားခဲ့တာတာဝန်ပေါ်ရတာပဲသူ့ကိုလည်းငနက်နဲ့အတူမင်းလာချင်းတူးတဲ့စီမှာခိုင်မှာဟုတ်ကဲ့ထောင်မူငနက်ပျော်တော့ပျော်သွားတယ်သူကြောက်ကြဲမဟုတ်တော့ဘူးလေနောက်များမှာတာဝန်ပေါ်ရရင်ပေါ်ရသလိုအပြစ်ပေးမယ်ရဲဘက်များလည်းစီကန်ဖောက်ပြရင်ဖောက်ပြတယ်လို့အပြစ်တန်ပေးခံရမယ်ထောင်မူဦးကျော်ဆန်ကပြောပြရနဲ့စဉ်းချသွားခဲ့ပြီထောင်မူအေးကိုနဲ့အတူကြံသူအားလုံးကတော့ကြောင်ကြောင်အန်းအန်းလေးကြံရိတ်ခဲ့တယ်ထောင်မူအေးကိုစိတ်ထဲမှာတော့ရခိုင်တို့က ပေါင်းရသိန်းအားခက်ပြေစွာလို့တွေးနေမိတာပေါ့ထောင်မှုဦးကျော်ဆန်ရောက်ရှိလာပြီးတဲ့ကဖူကြီးစီကချက်လေသမျှဟင်းနိုင်ကရခိုင်ရနံ့တင်းတင်းလေးဖြစ်လာတယ်ဟင်းကြုံဆိုလဲရခိုင်ရင်းဆက်ဆန်ငပိနံနေတင်းပါမအရွက်ကြော်ဆိုလဲအဆက်ကလေးပါပါမဘိုင်းဖြစ်ဖြစ်ငပိကလေးမပါအဆက်ကလေးမပါငါးရက်နဲ့လေးမှမပိုင်အစမပြေတော့သလောက်ဖြစ်နေခဲ့ပြီငပိကမြို့ပေါ်မှာတယ်မြို့သီးကဆိုက်ခင်းကရတယ် ငါးတွက်ကိုတော့ထောင်ဝင်နှန်းတွေနဲ့ရဲဘက်တွေကိုတနေ့တစ်ဖွဲထုတ်ပြီးတောတဲ့အရှာထွက်စီတယ်။မိုးကိုတော့ကွင်းကြောင်အစဖြစ်စဉ်ကြောင့်ဘယ်သူမှစားမသုံးရဘူးဆိုတာပြင်းပြထန်တန်တာမြင့်ထားတဲ့အတွက်ရှာဖွေသူမရှိပါဘူး။တွေးရင်တော့ဖြည့်စည်းခတ်တဲ့ကြတယ်။တပတ်လောက်ကြာတော့ထောင်မှုဥတော်စားကထောင်မှုအေးကိုရတဲ့တူရဲဘက်တိုက်ကိုခေါ်ပြီးဒိုးပေါက်ရွာစီကိုဈေးစိမ့်ဝင်ရတယ်။ထောင်မှုဥတော်စားလည်းနေမြေစင်းတဲ့အနေနဲ့လိုက်ပါလာတာ။ဦးကြီးမောင်တို့တွေ့တဲ့ရောက်တော့ထုံးစံတိုင်းရင်းနှွေးအတော့ခေါ်ရင် ထောင်မှုဥကြောဆန်းကလည်းဝင်ပါတယ်။ထောင်မှုအေကိုကမတူစာကိုအချိုးချောင်းပြောပြပြီးထောင်မှုလောက်ကိုပေးခဲ့တဲ့စာလေးတွားပြီးရင်မတူစာခမရလျှောက်တဲ့ကထောင်မှုလောက်ကိုမတွေ့လို့စိတ်ထဲထိတ်နေရှာတာ။အချိုးချောင်းသိရပြီးစာကိုဖတ်ရချိန်မှာတော့နေရီတို့စေသွန်ကျိုးသူလိုပါပဲ။လူရှိသူရှိတောင်ဟန်မဆောင်နိုင်တဲ့အထီးပါပဲ။ဦးကြီးမားလည်းထောင်မှုလောက်ကိစ္စကိုသိပြီးတဲ့ကတီးတတာပဲမျက်စိမျက်နှာပြက်နေတယ်။ထောင်မှုဦးကျော်စံကခဏပဲဝင်ပြီးရွာထဲကိုလာတယ်။ ရွာရရောက်တော့တွေးသမားရာသူရသားတိုင်းကထောင်မူးလာဦးနဲ့ငထွားတို့မေးကြတယ်။မေးခံရလေတိုင်းထောင်မူးဦးကျော်ဆန်းကမျက်စိမျက်နှာပြည့်ရင်းနေ။ဒါကြောင့်လဲထောင်မူးဦးကျော်ဆန်းအခြေအနေကိုကြည့်ခန့်မိတဲ့ထောင်မူးရေးကဒီကြီးအိမ်စီမှာတော့တခဏပဲနေစီမီဈေးဝယ်စရာရှိတာအမြန်ဝယ်လို့ကွေးเจ้าစီကိုပြန်ခဲ့ကြပါရယ်။သူတို့ပြန်ချိန်တောဆက်ရောက်မှာတော့သူတို့ရဲ့အနောက်ပါစီကလူတယောက်မတိမတာပုန်းကွယ်ရင်လိုက်ပါလာခဲ့တာအောင်ဘသူမှမသိကြပါဘူး။စကန်းစီရောက်လာခဲ့ကြပြီ။ လဲရောက်ချင်းမှာပဲထောင်မှုဥချော်ဆာကသူ့ခန်းစုကိုတန်းညံသွားခဲ့တယ်။သူပြန်သွားရင်မကြောက်ဘူး။ထောင်မှုအေးကိုကိုသူ့ခန်းစီချက်ချင်းလာခဲ့ပြီးပို့အခေါ်ပြုလာတယ်။ထောင်မှုအေးကိုလည်းချက်ချင်းသွားရတာပေါ့။ထောင်မှုအေးကိုရောက်ချိန်မှာတော့"ကဲထောင်မှုအေးကိုထိုင်အောင်"ထောင်မှုဥချော်ဆာကလေးနဲ့တက်မျက်နှာထားနဲ့ထောင်မှုအေးကိုကိုထိုင်မှုနေရာညွှန်ပေးတယ်။ဟုတ်ကဲ့ထောင်မှု။မေးစရာရှိလို့ဗျ။ဟုတ်ကဲ့ထောင်မှု။မေးပါဗျ။ဒီနေ့ရွာတဲ့ကိုသွားတာဗျ။ ြွာလုံးဝထောင်မူလာကိုအကြောင်းနဲ့ငထွားတို့ရောဆိုရဲမိကိုနေကိုမင်းနေကြတယ်ဒါဘာကြောင့်များလဲသိကျင်နေမိလို့ဗျာဩဒါဒီလိုရပါထောင်မူထောင်မူလာကိုရှိစဉ်တော့အဲ့ရွာတို့ကိုအများကြီးအကူအညီပေးရဖူးရဲ့နောက်ဆုံးဖြစ်ခဲ့ကိစ္စဆိုရင်လွန်ခဲ့လာမှာဖြစ်တာထောင်မူလာကိုအတိုက်ခံရတဲ့ကိစ္စပေါ့အသေးစိတ်လေးပြောပြပါအောင်ဗျာမော်စီရင်ပြုတ်ထွားတဲ့အမွှာညီကိုနှစ်ယောက်ကရွာကိုဒုက္ခပေးတိုက်ခိုက်လာကြတာပါသူတို့ကကားသိပ်ထိပ်ပြီးကြတယ် ရွာရင်ဆိုင်မှုခန့်နေရာကိုထောင်မှုလှောင်နဲ့ငှထွားတော့ဖွဲ့ကကူညီပေးခဲ့တာပါအစင်မြေသွားကြလားပြေသွားပါတယ်အမော်ညီကိုရီကိုဖမ်းဆီးမိပြီးပလိတ်လက်ကိုလည်းအနှံနိုင်ခဲ့ပါတယ်တကယ်တော့ရွာကအကူညီတောက်ခံလာလို့ထောင်မှုလှောင်ကရဲဘက်တွေကိုခေါ်ပြီးအကူညီသွားပြရတာပါဒီကိစ္စမှာပဲအတိုင်ကြားခံရတာပါပဲအော်ဒါကြောင့်ဟုတ်ဒီလိုဆိုရင်တော့ကျုပ်ဆိုရင်လည်းကူညီပေးဖြစ်မှာပဲလေဟုတ်ပါတယ်ထောင်မှု ါနဲ့ငထွားတို့ဆိုတာကရောသူတို့တော့ရှိသေးရဲ့မဟုတ်လားတောင်ကြီးကနေပြန်ကောက်သွားခဲ့ပြီလားသူတို့ကရှိကြပါတယ်ထောင်မှုရောက်ကစားတော့အဖြစ်ပေးခဲ့တဲ့ငနက်ဆိုတဲ့ရဲဘက်ကငထွားတို့အဖွဲ့စီရပါပဲသူတို့ကိုထောင်မှုလာဦးကအတော်အားကိုးတဲ့ပုံပဲထောင်မှုအေးကိုခေါင်းကိုညှိလိုက်တယ်အမှန်ပါပဲထောင်မှုငထွားငနက်ညိုကြီးဘာဟာကြီးပထုံဆိုတာကသူတို့အဖွဲ့ပါ ဒီကွင်းကြောင်းစကန်ကြီးပြန်လည်စတင်တော့အစိတ်တင်မှုတွေစသုံးနိုင်လူဘလူးကြီးတွေနဲ့တိုက်ခိုက်ပြီးတော့တုတ်တင်ခဲ့ကြရတယ်သူတို့အဖွဲ့ပါပဲဟုတ်လားဒီကွင်းကြောင်းစကန်မှာအမြဲလူလို့ထူးခြားဆက်မြတာတွေကဖြစ်ပျက်နေတတ်ပါတယ်အဲဒီလူတွေဖြစ်လာတိုင်းလဲသူတို့ကလည်းဖြည့်ရှင်းပြီးကြတာအဲ့လောက်တောင်လာဗျာဒီလူတွေရောအကျုပ်ဖြစ်တွေးကျင်လာပါပြီထမှုအတွက်လည်းအားကိုးရမှာပါ တွေးတင်ပါတယ်သူတို့နဲ့ကြီးတီးတန့်တွေ့ဖို့စီစဉ်ပြပြဟိုအဖြစ်ပေးခံရတဲ့ငနောက်ကိုလည်း အဖြစ်တန်ပယ်ဖြတ်ပေးလိုက်တော့ဟုတ်ကဲ့ထောင်မွန်တည်တဲ့နာရီနဲ့တီးပြီးပြီးဆိုတော့ကိုေးကိုသွားလို့ရပြီဗျခွမြူပါအောင်ထောင်မွန်ထောင်မွန်အေးကိုပြန်ထွက်လိုက်တယ်အပေါဝရကာနီမှာတော့ထောင်မွန်ဥကျော်စားအော်ထောင်မွန်အေးကိုကျုံမေးစာရှိသေးရဲ့အော် ဟုတ်ကဲ့မေးပါထောင်မွန်ကျုံရောက်တဲ့အားဗမာစကားအောင်မပြီးတော့ဘသူကားမှနားမလည်ကြအောင်ဖြစ်နေထောင်မွန်အေးကိုတယောက်ပဲနားလည်နေရောအံ့ဩမိနေလို့အရင်ကရခိုင်ဘက်ကိုတောင်းဝင်ကြပူတည်ရလား မကြောက်ဘူးပါအောင်ထောင်မူဟုတ်လားဒါဖြင့်ရခိုင်သားဗမာစကားမပြီးတော့နားလဲနေရကမိမရခိုင်သူမို့ပါထောင်မူဟောဖြစ်ရမယ်ဗျာထောင်မူဥကြောဆိုင်ရန်စကားဆုံးနှင်းဟောက်သားဖြိုင်သူပဲရီပွဲဖွဲ့မိလိုက်ကြပါရင်ဒီကနေနောက်တရမှာတော့ထောင်မှုအေကိုရဲ့စီမံမှုနဲ့ထောင်မှုဥကြောစာငထွားလူစုကိုတီးတန့်တွေးဆောင်ခဲ့ပါရယ်ဆေးရခန့်အကြာညနေခင်းအိတ်ဆောင်အဝင်လူစစ်စစ်ပြီးချိန်ရဲဘက်တယောက်ပျောက်ဆုံးနေရကြောင်း ထောင်ဝင်တွေအကုန်လုံးပြာခတ်နေကြပါတယ်။ကြောက်ဆုံးသူကငှထွားလို့လာခဲ့ရထောင်စီကရဲဘက်တယောက်ဖြစ်ပါတယ်။ပြည်သူများရှင်နောက်တနေ့ဒီလိုချိန်မှာလူသားစားဥဆိုင်ရာဇလံပိုင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် channel လေးကိုလိုက်ရန် subscribe လုပ်ပေးခဲ့ဖို့တောင်းဆိုလိုက်ပါတယ်ရှင်။စာရေးဆရာနောင်ယူစစ်တက်ကိုလည်းအထူးဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။ဒါအတော့ညာကြမ်းလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။